မင်္ဂလာပါ pregnancy နဲ့ prenatal series မှာပြန်လည်ကြိုဆိုပါရစေ deep back tucker week 12ဒါကကျမတို့ milestone တစ်ခု ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဒါပြီး first trimester ပထမ3လကိုဝင်ဆောင်တဲ့အချိန်ကပြီးသွားပြီဖြစ်ပါတယ်เนาะဆိုတော့ဒီဟာကအရင်ပဲကြီးတဲ့အချိန်ဖြစ်တယ်ဆိုတော့တော်တော်များများလည်းဒီ week 12ဆိုလို့ရှိရင်လူတွေကိုတစ်ပေးကြတယ်ဘာလို့ဆိုတော့ကိုဝင်ပြတ်ကျဖို့ chance ကဖြစ်ဖြစ်နေနေသွားတယ် first trimester ပြီးသွားတဲ့အခါမှာအဲကြောင့်မလို့ဒီချိန်မှာတကယ်လို့မှကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပဲဖြစ်ဖြစ် social media မှာဖြစ်ဖြစ်တင်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဟာချိန်ကောင်းပေါ့เนาะကိုယ့်ရဲ့ news ကိုလူတွေသိအောင်ပြောလို့ pregnancy စီ announcement ကောင်းကောင်းလေးလုပ်ဖို့ရတဲ့အချိန်ဖြစ်နေပြီပေါ့နော်ဆိုတော့ကလေးဘက်ကကြည့်မယ်ဆိုလို့ရှင်လေသူကခန္ဓာကိုယ်မှာရှိတဲ့ဒီအင်္ဂါတော်တော်များများဖွံ့ဖြိုးနေတဲ့အပြင်ကျမတို့ genital state ပေါ့နော်ကလေးရဲ့ဒါလိင်အင်္ဂါပေါ့အဓာလေးကလည်းဖွံ့ဖြိုးနေပြီစပြီးတော့လीဆိုတဲ့ခါမှာအပြင်ကနေချင်းမြင်ရတဲ့ပေါ့လေထားမှာရှိပေါ့ကလေးရဲ့ယောက်ျားလေးလားမိန်းကလေးလားဆိုတာတော့ကျမတို့ဆက်စပ်ချင်းမျိုးအောင်ကလေးရဲ့ယောက်ျားလေးလားမိန်းကလေးလားဆိုတာကတော့ဒါ determine လုပ်ထားပြီးသားပါဒါ sense ဆုံးဖြတ်ပေးပြီးသားပေါ့နော်ဒါယောက်ျားလေးအဖေရဲ့ Y chromosome နဲ့အမေရဲ့ X chromosome နဲ့တွေ့ရယောက်ျားလေးဖြစ်မယ်အဖေရဲ့နော် X chromosome အမေရဲ့ X chromosome မိန်းကလေးဖြစ်မယ်ဆိုတော့ယောက်ျားလေးလည်းမိန်းကလေးလားဆိုတဲ့ဥစ္စာကပထမဦးဆုံးအချိန်မှာတုတ်ရင်နဲ့အမိခင်ရဲ့ဒီမမျိုးဦးနဲ့တွေ့ကြရတာဟာဒါဆုံးဖြတ်ပြီးသားဆိုတော့အဲ့နောက်ပိုင်းမှာကျန်တဲ့ဥစ္စာပြောင်းလဲလို့မရအောင်ဒါပဲမဲ့လေကျမတို့ကမမြင်ရသေးဘူးဘာလို့ဆိုကလေးရဲ့ယောက်ျားလေးလည်းမိန်းကလေးလားကိုမမြင်ရသေးဘူးပေါ့နော်ဒါပေမဲ့ဒီဆက်နှစ်ပတ်ကျော်သွားပြီဆိုလို့ရှိရင်တော့ကလေးရဲ့ဒီ genital organs လေးတွေကမြင်ရလာပြီယောက်ျားလေးဆိုလို့ရှိရင်လည်းယောက်ျားလေးရဲ့လည်းအင်္ဂါပေါ့မိန်းကလေးဆိုတဲ့မိန်းကလေးရဲ့လည်းအင်္ဂါဒါလေးတွေကပို့ပြီးတော့ထင်းထင်းရှားရှားနဲ့ ultrasound နဲ့မှကြည့်လဲဆိုလို့ရှိရင်မြင်ရတဲ့အချိန်ဖြစ်ပါတယ်တဲ့နော်နောက်တစ်ခါဒီ ီစနပ်ပါမှာဒီ first trimester ပြီးသွားတဲ့အချိန်မှာကျမတို့ဖာလေးတွေကလေးရဲ့ဖွံ့ဖြိုးမှုတွေတွေရရှိတတ်တယ်လဲဆိုလို့ရှိရင်ကလေးရဲ့လှုပ်ရှားမှုတွေပေါ့နော်ဒီလှုပ်ရှားမှုတွေကလည်းပဲအရင်ရတဲ့ဆက်လို့ရှိရင်ပို့ပြီးတော့လှုပ်လှုပ်ရှားရှားပို့ပြီးတော့ဖြစ်လာနေပြီခန္ဓာကိုယ်ရဲ့မျက်နှာပေါ့မျက်နှာအနေထားလည်းလူနဲ့နေနေပို့ပြီးတော့တူလာတယ်မျက်လုံးလိုနှာခေါင်းလိုဒါတွေကအကုန်လုံးကဒေချာလေးမြင်ရလာပြီနှာခေါင်းမျိုးရှိမရှိပေါ့ဒါတွေကိုလည်းကျမတို့ ultrasound မှာသွားကြည့်ရင်သိနိုင်တယ်လေနော်ဒါလိုပုံစံမျိုးလေးမြင်ရလာပြီတဲ့နော်အာနောက်တစ်ခါကျမတို့မိခင်မှာဆိုလို့ရှိရင်လည်းပဲကျမတို့တအိမ်ကခုနလိုမျိုးဒီ one byte ရဲ့အထက်ကိုဖြီးဖြီးနဲ့ကြွပြီး ပြီးတော့တက်လာနေပြီအဲကျန်တဲ့အစီအပိုင်းကတော့เนาะကျန်တဲ့ခံစားမှုတွေကတော့ခိုင်းလို့ပဲခက်ဆင်ဆင်ပဲရှိနေတော့မယ်ပေါ့เนาะအာဒီတခြားဒီမနက်ခင်းပြုတ်အင်ဂျင်နာတွေဘာတွေကတော့ဖြည်းဖြည်းချင်းနဲ့တက်တာလာပြီခိုင်းတက်စားလို့ရှိရင်အများကြီးပဲတက်တာလာပြီအဲနောက်ထပ်ပါရှိသေးလဲဆိုလို့ရှိရင်ဒီမတို့ check list ကဒီချိန်မှာကလေးရလည်းပဲဖြည်းဖြည်းနဲ့ကြီးထွားလိုက်တာဘလောက်ကြီးလာပြီလဲဆိုရှင် plum ပေါ့เนาะ plum ဆိုဇီးသေးပေါ့ဇီးသေးလောက်ကိုကြီးလာနေပြီအာဖြည်းဖြည်းနဲ့ကလေးရရှေ့လဲရှေ့လာနေပြီအခုဆိုလို့ရှိရင်လက်လက်မကြော်ကြော်လေးပေါ့เนาะလက်လက်မတော်တော်ကြော်ကြော်လေးကအာကြီးထွားလာနေပြီဖြည်းဖြည်း ခြင်းနဲ့အာပြီးခင်နေမှာဆိုလို့ရှိရင်လည်းကျမတို့ကဒီ12ပတ်ကိုသုံးလာပေါ့နော်အာလူတက်ပတ်တယ်ဒါပေမဲ့လည်းကျမတို့ကအာကိုဝင်ဆောင်တာပတ်40ပေါ့ပတ်40ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ဒီပထမ12ပတ်ကိုတော့ကျမတို့တွေက first trimester လို့တက်ပတ်လိုက်တယ်ပေါ့ဆိုတော့ဒါပြီးလို့ရှိရင်တော့ကျမတို့ first trimester is over ပေါ့နော်နောက်တစ်ခါတခြားမိဘရဲ့ခံစားရတဲ့ဒီဝေဒနာတွေရတဲ့နဲ့တက်တာလာပြီဆိုတော့လေဒီချိန်ကကျမတို့လှုပ်လှုပ်ရှားရှားလုပ်ဖို့အတွက်လမ်းလျှောက်တာတို့နော် exercise လုပ်တာတို့အဲ key ကို exercise လို့ key ကို exercise ဆိုတော့ကျမတို့ main map ကိုကိုကြုံယူရတော့ဆဲဆက်က က်ကလောက်ကြုံမယ်ပြီးပြန်ပြီးတော့ relax လုပ်မယ်ဆယ်ဆယ်ကလောက်ကြုံမယ်ပြန် relax လုပ်ဒါမျိုး exercise လေးပေါ့နော်စပြီးတော့လုပ်လို့ရနေပြီတခြားလှုပ်လှုပ်ရှားရှားလှုပ်လို့ရမယ် exercise တွေကလည်းစပြီးတော့လူတွေကလည်းပို့ပြီးတော့ energy ရှိလာရပေါ့နော်ဒီ second trimester မှာဆိုတော့အဲ့ဟာတော့အဆင်သင့်ဖြစ်နေပြီပေါ့နော်ဆိုတော့ yeah ဆိုတော့ဒီဟာကကျမတို့ week 12ကတကယ် milestone တစ်ခုပါဒါပြီးသွားလို့ရှိရင်တော့ကျွန်တော် second trimester စပါပြီဆိုတော့နောက်ပတ်ကျမတွေ့မယ် bye